Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့နီနီကားပေါ့နော်လူငယ်တွေကိုအပိစကားပြောချင်တယ်ကိုနိုင်ငံကြီးကဘာဖြစ်လို့ဒီလိုကတ်ဆိုးတွေအဲဒီလိုမျိုးပေါ့နော်ဆွမ်းနာပြောတဲ့အတိုင်းပဲတခုခုဆိုဘာလို့အထိနာတာလဲဆိုတာကိုတေချာစဉ်းစားစီချင်ပါတယ်ဘာဖြစ်လို့လဲဆိုအခုလူငယ်တွေရပေါ့နော် ငါတို့ခစ်ကြမှာဒီလိုမျိုးကြီးဖြစ်ရတယ်တို့ဒီလိုမျိုးကြီးတွေခံစားရတယ်တို့ဟိုကဘာကြီးအစိတ်တင်တယ်လို့တွေးကြတယ်ပေါ့နော်အဲ့ဒီပုံမှာမူတည်ပြီးတော့လူတွေရဲ့စိတ်တွေကလည်းဒီလိုထိုးကြတာတွေစိတ်တက်ကြတာတွေအများကြီးဖြစ်လာတယ်ပေါ့နော်ဒီရကမကောင်းတာကို ပို့ပြီးတော့ဖြစ်စေတယ်ဘာဖြစ်လို့လဲဆိုတော့ကိုကဒီဖြစ်ဖြစ်သွားတဲ့အပေါ်မှာသင်ငန်းစာယူရမယ်ဒါဘာလို့ဖြစ်တာလဲစွမ်းနာပြောတယ်ဖះဟိုကိုဘာသာရေးနဲ့ပြောမယ်ဆိုလို့ရှိရင်လေဖះ ဟိုတရားတော်တွေမှာခေါ်ထားတယ်ပေါ့နော်ခုလိုကတ်တွေဘာတွေကြုံတွေ့ရတယ်ဆိုတာလောကကြီးမှာကောင်းတဲ့လူနဲ့မကောင်းတဲ့လူနှစ်မျိုးမှာ မကောင်းတဲ့လူတွေပုံများလာတဲ့အတွက်ကဆေးတဲ့သဘောမျိုးဟိုဒီလိုမျိုးတွေပေါ့နော်ဟိုမကြုံဘူးတာတွေကြုံရတယ်မဖြစ်ဖြစ်ဘူးတာတွေဖြစ်ရတယ်ဆိုတာမျိုးပြရနောက်တစ်ခုကကြတော့ဒီလိုမျိုးတွေဖြစ်လာလို့ရှိရင်ဘာလို့အများကြီးထိခိုက်နာကျင်ဒီလောက်ထိခိုက်ဆုံးရှုံးတာတွေများတာလဲပေါ့ အဓိကမိန်ကတော့တိုင်းပြည်ဆင်းရဲလို့ပညာရက်တွေမရှိလို့ဒါကအဓိကမိန်ပေါ့နော်အဲ့ဒီပုံမှာလူငယ်တွေကစူးစမ်းမယ်ငါတို့တိုင်းပြည်ငါတို့တိုင်းပြည်ဆိုတဲ့ကိုကိုကိုပေါ့နော်စိတ်တက်ကိုအောက်ကိုထိုးမကြပဲနဲ့ထိုးကြနေလို့ဘာမှဖြစ်မလာဘူးပေါ့နော်ကိုကပေါ့နော်ကိုလေးလာစရာရှိတာတွေကိုနဲ့သက်ဆိုင်ရာ ကိုနဲ့ပေတွေမှာကောင်းမွန်မွန်ဟိုလူတွေကိုကူညီနိုင်မယ်ဆိုတဲ့စိတ်နဲ့ကိုကလေးလာရမယ်ဟိုကိုစိတ်နဲ့ပေါ့နော်အများကြီးစူးစမ်းအထောက်ရမယ်ဒါမှတစ်ခုခုဖြစ်ရင် အကိုကထောင်းတနေရနေအားတစ်ခုအနေနဲ့ပါနိုင်မှာပေါ့နော်အလူငယ်တွေကိုစိတ်တက်မကြစေချင်ပါဘူးဘာဖြစ်လို့လဲဆိုတော့စိတ်တက်ကြနေလို့ကောင်းတာတွေဖြစ်မလာပါဘူးကို့ဘဝကိုရေစုံမျောလို့လည်းမရဘူးပေါ့နော်ဒီနေ့ဒါလေးအတွေးပေါက်ပေါက်လာခြင်းအတန်ပြောပြရတာအခုလူငယ်တွေကငါတို့ခစ်ကြမှာငါတို့ချိန်ကြမှာဒီလိုမျိုးကြီးဖြစ်ရတယ်ဆိုပြီးတော့အရာအလုံးကိုရေဆုံးမျောခြင်းနဲ့စိတ်တွေဖြစ်လာတယ်ပေါ့နော်ဒီလိုမျိုးကြီးမတွေးပါနဲ့ကောင်းတဲ့ဘက်ကနေတွေးပါဟိုကိုငငယ်တော့အကြည့်ခဲ့တဲ့ဟိုကြည့်ခဲ့တဲ့ဟို စပိုက်ဒါမန်ကားလိုပဲကက်တရှင်ကြီးမဖြစ်ချင်ဘူးလားအဲ့လိုမျိုးတွေးပြီးတော့ကိုတက်နိုင်တဲ့ကိုဝါသနာပါတဲ့နီးရနေကောင်းမွန်စွာနဲ့ကိုရဲ့ကောင်းတဲ့အရာတွေကိုလေ့လာပါကောင်းတဲ့မိုးနဲ့လမ်းအနေတွားပြီးတော့မှာပေါ့နော်စင်သာကြည့်လိုက်တော့အခုဖြစ်ဖြစ်နေတဲ့အရာအားလုံးသူများနိုင်ငံဒီမှာဆိုကငလင်းဆိုတာထမင်းစားရေတောက်လို့ပဲအခုဖြစ်ဖြစ်နေတဲ့ဟိုဂျပန်တို့မှာဆိုငလင်းဆိုတာထမင်းစားရေတောက်ပဲဒီမှာကျန်းတဲ့ငလင်းတခုမှဆိုခဏခဏလှုပ်တယ်ခဏခဏ ရာသီဥတုဆိုးရတဲ့တန်ဒီခဏခဏခံရတယ်ဘာဖြစ်လို့အဲ့လိုမျိုးဆိုပစ္စည်းဆုံးရှုံးမှုများလဲဆိုတာချမ်းသာလို့သူတို့နိုင်ငံကလူတွေကတဝူးချင်းဝင်ဝေးကလည်းများတယ်ပြီးလို့ရှိရင်နိုင်ငံကလည်းချမ်းသာတယ်ပညာတက်လည်းပေါ်တယ်ဒါကြောင့်မလို့ဒီလိုမျိုးပညာရှင်တွေနဲ့တွားတဲ့ခါကျမှခါကျရင်ဒီလိုမျိုးတဘာဝကြီးနဲ့လက်ရုံးကြီးထွေတီးတယ်မှာဟိုအခုမြန်မာပြည်မှာကကြတော့ဘသူတေတေငသိမိုင်းပြီးရောဆိုရယ်စိတ်တွေများတယ်အဲ့လိုမျိုးလူတွေများလာလို့ပြင်နောက်တစ်ခုကကြတော့ ကောင်းတဲ့လူနဲ့ဆိုးတဲ့လူနှစ်ခုမှမကောင်းတဲ့လူတွေကပိုများလာတယ်ဒါကြောင့်မလို့ဒီကကြည့်ရလဲကြုံရတာပေါ့နော်အဲကြောင့်မလို့ကို့အခြေအနေကို့ခက်ကို့ တူးချင်းကစပြီးတော့ပေါ့နော်ကောင်းတဲ့စိတ်တွေမွေးရမယ်ကောင်းတဲ့အတွေ့တွေမွေးရမယ်ကိုထောင်းတနေရနေဘလို့ကြိုးစားအားထုတ်ရမလဲဆိုတဲ့စိတ်တွေမွေးစေချင်ပါတယ်စိတ်တက်မကြစေချင်ပါဘူးရှင့်လူလို့မပြောဘူးလဲကြလို့ရပါတယ်လဲကြပြီးရင်လည်းပြန်ထရပါမယ်အဆိုးအဆိုးတွေကိုကြည့်ပဲတွေးနေပြီးတော့အဆိုးအဆိုးတွေကိုကြည့်ဝယ်မြင်နေလို့မရပါဘူးဘလို့ကောင်းအောင်လုပ်ရမလဲအ ਨੇ ဆုံးတော့ကိုမိသားစုကိုကိုကိုအ ਨੇ ဆုံးကိုကိုကိုကာကွယ်နိုင်တဲ့လူကိုမိသားစုကိုကာကွယ်နိုင်တဲ့လူဖြစ်ရပါမယ်ဒါကြောင့်မလို့ကိုက တတ်နိုင်တဲ့ပညာဆိုတဲ့ပညာအားကိုဖြည့်ပါကိုကျွမ်းကျင်တဲ့ကိုနဲ့သက်ဆိုင်တဲ့ကိုကလေးလာခြင်းနဲ့ ਨੇ ပဲကိုလေးလာပါအလုတ်တစ်ဖက်နဲ့ဆိုလဲအလုတ်တစ်ဖက်နဲ့လေးလာပြီးတော့ကိုမိသားစုကိုကာကွယ်နိုင်တဲ့လူကိုမိသားစုကိုမဟုတ်ရင်တော့ကိုကိုကိုကာကွယ်နိုင်တဲ့လူအဖြစ်ရက်ဒီပါဒါမှသာလင်းတူးချင်းတူးချင်းအဲ့လိုစိတ်တွေမွေးလာမှသာလင်းပညာတဲ့ဒီပေါ်လာမယ်တူးချင်းဝင်ဝေးတွေကောင်းလာမယ်ဒါမှသာလင်း ိုပြီးတော့ကောင်းတဲ့အနာဂတ်တွေဖြစ်လာမှာပါရှင့်။ဒါကြောင့်မလို့လူငယ်တွေကိုအဓိကမင်းပြောချင်တာကတော့စိတ်တက်မကြပါနဲ့ဘဝမှာပေါ့နော်။ဒါလေးပြောချင်ပါတယ်။အခက်ခဲတွေဆိုတာဒီတိုင်းပဲရှိနေမှာပါ။လုံးဝကို စိတ်တက်ကြလို့မရပါဘူး။မင်းတို့ရဲ့အနာဂတ်မင်းတို့ရဲ့ဟိုလူငယ်တွေရဲ့အနာဂတ်ကတိုင်းပြည်ရဲ့အနာဂတ်ပဲပေါ့နော်လူငယ်တွေကိုယုံကြည်တယ်ဒါကြောင့်မလို့စိတ်သက်ကိုအများကြီးကြမကြပါနဲ့လောက်ဆရာရှိတာလောက်ပါမကောင်းတာတွေမတွေးပါနဲ့ကောင်းတဲ့ဟာတွေတွေးပါဟိုဖရာတရားများများလောက်ပေါ့နော်အခု ဘာသာရေးဆိုတာကအခုလိုမျိုးဖြစ်တော့လေနည်းနည်းလေးလူတွေကနည်းနည်းလေးသိလာတယ်ပေါ့နော်ဘာသာရေးလောက်ရမယ်ဟာဒါကြောင့်မလို့ဘာသာရေးများများလို့ကိုသွားကျင်တဲ့လမ်းပန်းတိုင်းကိုတိတ်ချပေါက်သွားစိတ်သက်တွေလုံးဝကြမနေပါနဲ့စူးစမ်းပါဖြစ်နိုင်ပါတယ်